မင်္ဂလာပါရှင်။ရွှေကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းကတော့2026-2029ဘဏ္ဍာနှစ်တွင်မြမထောပတ်တီများကိုတရုတ်နိုင်ငံသူတရားဝင်တင်ပို့နိုင်တော့မယ်လို့ဆိုတဲ့သတင်းဖြစ်ပါတယ်။ မဲခေါလန်ချန်အထူးရမုံငွေ2020စီမံကိန်းအရာလာမယ့်2026-2029ဘဏ္ဍာနှစ်တွင်မြန်မာနိုင်ငံမှထွက်ရှိတဲ့ထောပိုက်သီးများကိုတရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ GACC ရဲ့သတ်မှတ်ချက်များနဲ့အညီတရုတ်နိုင်ငံသူတရားဝင်တင်ပို့နိုင်တော့မှာဖြစ်ကြောင်းမြန်မာနိုင်ငံတည်တည်ဝလံပန်းမှန်နဲ့ဟင်းနှီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသေးမှသိရပါဗျာ။ အခုကဲ့သို့တင်ပို့နိုင်ရတဲ့တရုတ်နိုင်ငံဘက်မှဗီဒီယိုဖြင့်စစ်ဆေးမှုကိုယခုနှစ်အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာလများတွင်ပြုလုပ်ရန်နှစ်ဖက်ညှိနှိုင်းထားပြီးလာမယ့်2020-2029ခုနှစ်ဘဏ္ဍာနှင့်ထောပတ်တီရာသီချင်းရောက်ရှိမှသာတရားဝင် G2G တင်ပို့နိုင်မှာဖြစ်ကြောင်းမြန်မာနိုင်ငံတည်တည်ပွလန်ပန်းမန်နေဟင်းဒီဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှတာဝန်ရှိသူတို့ကပြောကြားကြောင်းသိရပါသည်။မြန်မာနိုင်ငံတွင်ထောပတ်တီများကို တရုတ်ထိုင်းမလေးရှား UAE စင်ကာပူအိန္ဒိယနဲ့ဗီယက်နမ်နိုင်ငံတို့ကိုနှစ်စဉ်တင်ပို့ခဲ့က2023ခုနှစ်ကပြင်သစ်နဲ့နယ်သာလန်တို့ပါစမ်းသပ်တင်ပို့ခဲ့ကြောင်းသိရပါတယ်ရှင်။